ဓိကတော့ဘာလိုချင်တာလဲဆိုတော့အကောင်းဆုံး results ပေါ့နော်အဲ့ဒီ results ရဖို့ဆိုရင်ကျွန်တော်တို့က capacity အရင်ဖြည့်ရတာပေါ့အဲ့ဒီမှာဆိုပါဝင်တဲ့သေဥဆောင်တို့ကျွန်တော်တို့ကသင်ပေးရတယ်ဘလို့လိုချင်တယ်ဒီ character မှာဘလို့မျိုးကျွန်တော်တို့ကသူတို့ရဲ့ theme ပေါ့ဘလို့ရှိတယ် emotion ကဘလို့ရှိတယ် behavior ကဘလို့ရှိမယ်စကားပြောတဲ့ level flow ဘလို့ရှိမယ်ပေါ့နော်အဲ့ဒီအရာတွေကကျွန်တော်တို့ကအရင်သင်ပေးတာသူတို့ကျွန်တော်တို့ကဒီ pre production တွေလုပ်ပြီးတော့မှရိုက်တာဖြစ်တဲ့ကြောင့်အနည်းနဲ့များတော့အချိန်ယူရပါတယ် နှစ်ခုလုံးကတော့ခံယူချက်ပုံမူတည်ပါတယ်ကျွန်တော်ကကျတော့အရာအားလုံး business management ပဲလုပ်လို့အနုပညာပဲလုပ်လို့ဟိုကျွန်တော်ကအနုပညာတရက်လို့ခံစားတာပေါ့နောက်ကျွန်တော် HR လုပ်တဲ့ခါကျရင်လည်းကျွန်တော် HR အနုပညာတရက်လို့လုပ်တာပေါ့နော်အဲ့ဒီခါကျတော့တိတ်တော့ pressure မရှိပါဘူးတိတ်တော့ကွာမှုမရှိဘူးလို့ခံစားရပါတယ်။ဒါကြောင့်ဆိုတော့နှစ်ခုလုံးကကိုယ့်ရဲ့ဟိုဘာပေါ့ process ကိုဖန်တီးပေးရတာဖြစ်တယ်လို့ကျွန်တော်အနုပညာ management လို့ပဲလုပ်ကင်သွားတာပါ။ ဟိုစီဝိုင်းတရားတမားတယောက်အနေနဲ့သုတ်သက်ရမယ်ဆိုရင်တော့ယုံတမားကတော့ရုပ်ရှင်ယုံတမားကတော့နာမည်ကြီးနေတဲ့လက်ရှိပေါက်နေတဲ့တန်းဝင်မင်းသားမင်းသမီးနဲ့ရိုက်တဲ့ကားတွေကတော့တန်းပြီးတော့ယုံတက်နိုင်တာများပါတယ်အစ်စ်တွေနဲ့ရိုက်တဲ့ဟာတော့ဟိုရှင်တွဲပြီးတော့အခုဆိုရင်တော့ဒီရှင်တွဲပြီးကားတင်တဲ့အခါကျရင်တော့ကားနှစ်စီးကားနှစ်ကားတင်လိုက်တဲ့အခါကျရင်မင်းသားမင်းသမီးကောင်းတဲ့ကားကတော့ပို့ပြီးတော့လူကြည့်များတာပေါ့နော်အဲမင်းသားမင်းသမီးအစ်စ်နဲ့ရိုက်တဲ့ကားကတော့အင်ကမ်းကိုတိတ်မြှော့လင်းလို့မရဘူးဒါပေမဲ့တစ်ခုရှိတာက ကျွန်တော်တို့ကဘာအတွက်မင်းသားမီးအစ်စ်တွေတရိုက်လဲဆိုတော့မင်းသားအဟောင်းတွေလက်ရှိတန်းဝင်တဲ့မင်းသားတွေမင်းသားမီးတွေငှားမယ်ဆိုရင်ပေးရတဲ့စောင့်ရတဲ့စောင့်ဆိုင်ရတဲ့အချိန်ပေါ့အဲ့ကောင်ကလည်းမစောင့်ဆိုင်ချင်တာပါတယ်နောက်တစ်ခုကဘာလဲဆိုတော့ဒီမင်းသားမီးအစ်စ်တွေကိုပွဲတင်ပြီးရိုက်ခြင်းအပြင်ဟိုပြောရင်တော့ director creative လုပ်တဲ့ပုံစံအတိုင်းတပုံစံနဲ့ရနိုင်တယ်လို့ဒါနောက်ပိုင်းမြင်လာကြတယ်ပေါ့နော်ဒါဆိုကျွန်တော်လေးစားရတဲ့ကိုညုံမင်းလွင်ပေါ့ ဒါဆိုရင်သူဆိုအစ်စ်တွေကိုခေါ်တင်ပြီးထုတ်လာတယ်။သူ့ရဲ့ကားတွေကလည်းတကယ်အရန်ကြည့်ကောင်းတဲ့အရန် creative အရန်ဟိုသဘောကျတဲ့ကားမျိုးတွေထွက်လာကြတယ်ပေါ့နော်။ချင်းဒီအမျိုးမျိုးကြောင့်ဘလောက်နာမည်ကြီးကားပဲဖြစ်နေပါစေပတ်စံမဝင်သွားတဲ့ကားတွေလည်းအများကြီးပါ။အစ်စ်တွေနဲ့ရိုက်ပြီးတော့အဆက်နေအများကြီးရသွားတဲ့ကားတွေလည်းအများကြီးပါ။အဓိကကတော့ပရိသတ်ရင်ထဲကိုဘလောက်ထိရောက်နိုင်တယ်ဆိုတာအသက်ပါပဲ။ပထမအဦးဆုံးကတော့ဇက်ကတစ်ပေါ့နော်ဇက်ပြီးသွားတဲ့ခါကျတော့ဒါရိုက်တာရဲ့ management နဲ့ creative ကနှစ်ပေါ့ နံပါတ်3ကတော့ပါဝင်တဲ့မင်းသားမင်းသမီးတွေပေါ့အဲဒီသုံးခုလုံးလက်သုံးချောင်းညီသွားပြီဆိုရင်တော့ဒါအကောင်းဆုံးရုပ်ရှင်ကတခါဖြစ်မယ်လို့ထင်ပါတယ်အခုကတော့လက်ရှိကတော့ရုပ်ရှင်ရိုက်ကူးမှုတွေကအဲနည်းနည်းလေးဟို challenge များတဲ့အခါကျတော့နည်းနည်းလေးဝေးပါတယ်တခါတည်းတခါအဲဒီခါကျတော့ကျွန်တော်ရဲ့ main business အနေနဲ့ကတော့ဒီ CY business advisor ပေါ့နော် CY အကြံပေးအနေနဲ့နောက်ပြီး company တွေမှာစတင်တဲ့လူအနေနဲ့လောက်ပါတယ်လက်ရှိလဲဒါအခုလက် interview တဲ့ဒီ company မှာဆိုလဲကျွန်တော် creative director ယာရူးနဲ့ဒီမှာကျွန်တော် management ပိုင်းဝင်လုပ်ပြီးနေပါတယ်ခင်ဗျ ခုကျွန်တော်ကတော့ဟိုကိုပိုင်သင်တန်းကျောင်းလဲတည်ထောင်ဖို့လုပ်နေပါတယ်နောက်တစ်ခုကတော့ဒီ International College တခုမှာ ကျွန်တော်လည်း MOU ထိုးပြီးတော့ကျွန်တော်ရဲ့ဘာသာရပ်တို့တော်များများကိုအဲ့ဒီမှာသင်ဖို့လည်းလုပ်နေပါတယ်အဓိကထားသင်မဲ့ဘာသာရပ်ကတော့ကျွန်တော်တို့ကဒီ International Business Law ပိုင်းရယ်နောက်ပြီး MBA အုပ်စုပိုင်းပေါ့နောက်တစ်ခုကတော့ကျွန်တော် Media Management ပေါ့နော်နောက် Social Marketing ပိုင်းတွေပေါ့အဲ့ဒီပိုင်းတွေဦးစားပေးသင်ဖို့ရည်ရထားပါတယ်ကျွန်တော်ကဈေးကွက်ရှာဖွေရေးရယ်ဒီ customer တွေ control ပေါ့နော် customer ကို solving solving ပိုင်းပေါ့နောက်တစ်ခါကျတော့ကျွန်တော်ကဒီတက်စင်ရေးပိုင်း management ပိုင်းပေါ့နောက် company control တစ်ခုလုံးရဲ့ management ပိုင်းပေါ့ဒါတွေကိုကျွန်တော်ကတွဲဖက်ပြီးတိစောက်ပေးတာပေါ့နော်အဲအမျိုးတွေလုပ်ပေးပ ပါတယ်ခင်ဗျာနှစ်ခုလုံးကတော့ခံယူချက်ပေါ်မူတည်ပါတယ်ကျွန်တော်ကကျတော့အရာအလုံး business management ပဲလုပ်လို့အမှုပညာပဲလုပ်လို့ဟိုကျွန်တော်ကအမှုပညာတရက်လို့ခံစားတာပေါ့နောက်ကျွန်တော် HR လုပ်တဲ့ခါကျရင်လည်းကျွန်တော် HR ကိုအမှုပညာတရက်လို့လုပ်တာပေါ့နော်အဲ့ဒီခါကျတော့တိတ်တော့ pressure မရှိပါဘူးတိတ်တော့ quota မရှိဘူးလို့ခံစားရပါတယ်ဘာကြောင့်ဆိုတော့နှစ်ခုလုံးကကိုယ့်ရဲ့ဟိုဘာ process တစ်ခုကိုဖန်တီးပေးရတာဖြစ်တဲ့ကြောင့်ဒါအမှုပညာ management လို့ပဲ လောက်ကင်သွားတာပါနှစ်ခုလုံးကတော့ပင်မမိခက်ခဲပါတယ်ဘာကြောင့်လဲဆိုတော့အားဆိုင်ထုတ်မှုကနှစ်ခုလုံးကဟိုခွန်ပြစ်အားပြစ်လောက်တဲ့လူတိုင်းကတော့ပင်မကြတာပါပဲ မန်ရုပ်ရှင်ကယုံတင်ဖို့ကတော့ဒါကျွန်တော်တို့ကဟိုပထမဆုံးတော့ family show ပြရတယ်ပေါ့နော် family show ပြရတယ်နဝရီရုပ်ရှင်မှာ family show ပြရတာတော့ဒါဝဝကွဲအောင်မြင်တယ်လို့ပြောလို့ရတာပေါ့နော်ဒါယုံတင်မတင်ရတော့ကျွန်တော်တို့ဖန်တီးလို့လည်းမရပါဘူးကျွန်တော်တို့ပြင်ဆင်လို့လည်းမရပါဘူးယုံတက်လာတဲ့အခါကျရင်ဒါပရိသတ်ကအားပေးတယ်ဆိုရင်ဒါ director တရိုက်ရွှေရိုက်တဲ့ကားကိုအားပေးတယ်ဆိုရင်ကျွန်တော်နဲ့နောက်ထွက်လာမဲ့ကားတွေကလည်းဒါယုံတက်လို့မြန်သွားမယ်လို့တော့မြင်တယ်ပေါ့နော်အဓိကတော့ ဘာလို့ကျင်တာလဲဆိုတော့အကောင်းဆုံး results ပေါ့နော်အဲ့ဒီ results ရဖို့ဆိုရင်ကျွန်တော်တို့က capacity အရင်ဖြည့်ရတာပေါ့အဲ့ဒီမှာဆိုပါဝင်တဲ့သေဥဆောင်လို့ကျွန်တော်တို့ကသင်ပေးရတယ်ဘလို့လိုချင်တယ်ဒီ character မှာဘလို့မျိုးကျွန်တော်တို့ကသူတို့ရဲ့ theme ပေါ့ဘလို့ရှိတယ် emotion ကဘလို့ရှိတယ် behavior ဘလို့ရှိမလဲစကားပြောတဲ့လေတံ flow ဘလို့ရှိမလဲပေါ့နော်အဲ့ရတဲ့ဆိုကျွန်တော်ကအရင်သင်ပေးတာသူတို့ကျွန်တော်တို့ကဒီ pre production တွေလုပ်ပြီးတော့မှရိုက်တာဖြစ်တဲ့ကြောင့်အနည်းနဲ့များတော့အချိန်ယူရပါတယ်ခင်ဗျတိုင်းတစ်ခါရဲ့ဆို pre production ကိုရက်ခဏလောက်ရှာ ခါကြီးတကန်းအတွက်ဆိုရင်တော့ပါဝင်တဲ့တရုတ်ဆောင်နဲ့ဇိုင်းဇက်ကဘမူတည်ပြီးတော့တခါကြီးကြရင်တလားလောက်အချိန်ယူပါတယ်တခါကြီးကြရင်နှစ်လားလောက်အချိန်ယူပါတယ်ဇန်ညိုးကတော့၃လလအချိန်ယူရတာဒီရှိပါတယ်ခင်ဗျာโอเคကျွန်တော်ရဲ့နောက်ပိုင်းဆက်လက်ရိုက်ခုမဲ့ရုပ်ရှင်ကားပေါင်းများစွာကိုလည်းဒါရိုက်တာတရိုက်ရွှေရိုက်ခဲ့တဲ့စစ်တုံးမှမဟုတ်ချစ်တယ်လို့ပဲကျွန်တော်ကိုယုံကြည်ပြီးတော့အားပေးပါ